့ရဲ့ super nutrition တွက်နည်းကို2မိနစ်အတွင်းပြောပြပေးပါမယ်။ super တွက်ဖို့အတွက်ကို အရင်ဆုံးဒီချက်နှစ်ချက်ကို သိထားရပါမယ်။လက်ရှိ2024-2025 banner နှစ်အတွက်ဆိုလို့ရှိရင်17ရာခိုင်နှုန်း ordinary time earning OTE super တက်ရမှာအသုံးပြတဲ့ကိုယ့်ရဲ့အခြေခံဝင်ငွေကိုအလွယ်ပြောရလို့ရှိရင်ကိုယ့်ရဲ့ပင်မလစာရဲ့17ရာခိုင်နှုန်းကို ကိုယ့်ရဲ့လှုပ်ရှင်ကကိုယ့်ရဲ့ super account ထဲကိုထည့်ပေးရပါမယ်။ကဲ ဒီတော့လက်တွေ့ဥပမာအနေနဲ့ကြည့်ကြရအောင် ဥပမာမင်းအောင်ဆိုတဲ့ចောင်းသားကတနာရီအလုပ်လုပ်လို့ရှိရင် Australian dollar 25ရာခိုင်နှုန်းနဲ့တပတ်ကိုနာရီ20အလုပ်လုပ်တယ်ဆိုပါတော့တနာရီလစာကဒေါ်လာ25ဒေါ်လာတပတ်အလုပ်ချိန်ကနာရီ20 SG rate က70ရာခိုင်နှုန်းအဲ့ဒါဆိုလို့ရှိရင်တပတ်လစာကိုတွက်မယ်ဆိုရင်တနာရီလစာအမြောက်တပတ်အလုပ်ချိန် ဆိုရင်ကိုယ့်ရဲ့တပတ်လစာကဒေါ်လာ900ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ရှင်က ကိုယ့်ရဲ့ super account တွေကိုဘလောက်ထည့်ပေးရမလဲ။တပတ်အတွက် super ကိုရှာမယ်ဆိုရင်တပတ်လစာအမြောင်း SG rate ဆိုရင်ကိုယ့်ရဲ့ super က55ဒေါ်လာတပတ်ကို55ဒေါ်လာကို ကိုယ့်ရဲ့ super account တွေကိုရောက်ရပါမယ်။ဒါဆိုလို့ရှိရင်မင်းအောင်ရဲ့အလုပ်ရှင်ကတပတ်ကုန်တိုင်းကို သူ့ရဲ့ super account လေးကို55ဒေါ်လာထည့်ပေးရမှာမယ်။ဒါဆိုရင်တစ်လတစ်နှစ်ဆိုလို့ရှိရင်ဘယ်လောက်ဖြစ်သွားမလဲ။ကြည့်ကြရအောင်။တစ်လမှာတစ်လကိုရဲ့တစ်လ super ကိုတွက်မယ်ဆိုရင်55ဒေါ်လာ times 4.33ဆိုရင်ဒေါ်လာ238ဒေါ်လာရရပါမယ်။တစ်နှစ် super ကိုတွက်မယ်ဆိုရင်တစ်နှစ်မှာ52ပတ်ရှိတယ်။အဲ့ဒါဆိုရင်55ဒေါ်လာကို52ပတ်နဲ့မြှောက်လို့ရှိရင် ို့ရဲ့တနှစ်စာစူပါ2860ကိုရရှိပါမယ်။တတိဒီမှာ2860ကမင်းအောင်ရဲ့လက်ထဲကိုရောက်လာမယ့်ငွေမဟုတ်ဘူးနော်။သိရဲ့အနာဂတ်စူပါအကောင့်ထဲကိုစုဆောင်းပေးတော့မယ့်ငွေဖြစ်ပါတယ်။တနှစ်ကိုဒေါ်လာ2860ဆိုတာမနည်းဘူးနော်။ဒါကအခုလောလောဆယ်ចောင်းသားဘဝမှာရတဲ့လဆာနှုံးနဲ့တွတ်ထားတာဖြစ်ပါတယ်။နောင်ကိုကလဆာတွေများလာနေဆိုလို့ရှိရင် စူပါလည်းအလိုလိုတိုးလာမှာဖြစ်ပါတယ်